မွတ်စလင်လူမျိုးတွေလက်အောက်မှာမြန်မာလူမျိုးတွေလုံးလုံးနေတာမြန်မာလူမျိုးအောက်မှာမွတ်စလင်လူမျိုးအလုံးလုံးတာမင်းတို့ရှားကြည့်လိုက်အောင်နော်မင်းတို့ဗုဒ္ဓဘာသာဆိုတာကရော့တထောင်ရော့900နဲ့စုပြီးတော့မှဖះเจ้าကပထိုးတွေလောက်ရတာ အဲ့ဒီမွတ်စလင်ဆိုတဲ့ဗလီတွေကတယောက်တည်းနဲ့အလုံးတရာစောင့်နိုင်နေ။နော်အဲ့တော့မေယုံကပြောချင်တာနိုင်ငံတော် အစိုးရကစနစ်တကျတင်နေတာမလုတ်ထားလို့ရှိရင်မင်းတို့ရက်ွက်တကွက်တိုင်းလမ်းတလမ်းတိုင်းမှာဗလီရှိရမယ်ရှိကိုရှိနေလိမ့်မယ်။တိလားအဲ့လောက်စီးစနစ်ကြကြလုတ်ထားတာတော့ အခုမင်းပြောတယ်လို့ပါဘယ်နေရာတွေမှာမပြိုပြက်ပြက်စည်းတာကိုတွေ့လဲဒီဟာဆိုရင်မင်းအခုပြောလိုက်တဲ့ဥစ္စာဗုဒ္ဓဘာသာကိုအယံကြီးကိုမင်းကနှိမ်ချဆက်ဆံလိုက်တာဖြစ်မယ်မတိမဲမလုံမုံထားအယံကြီးတဲ့ဘာသာကြီးတစ်ခုလို့မင်းမြင်ကိုဗုဒ္ဓဘာသာကြတော့ရွှေရောင်နေဝဲဝဲနေပြောသူများဘာသာကြတော့အဲဒါလို့ချိုးပြက်တာကောတရားဘာသာလားဆိုတော့ချိုးပြက်နေတဲ့နေရာတွေမင်းဗမာတွေ့ဘူးတဲ့ဘယ်ဖလီကြောင်းလေးမင်းတွေ့ဘူးတဲ့ မစ်ပလီတောင်းကိုခွင်းလာပြလိုက်ကွာမင်းတို့တလန်းမှာတစောင်းဟိုတရောင်းလာဆောက်လိုက်မယ်အဲ့တတိတယောက်လည်းတင်ဆောက်ပေးမယ်မင်းတို့တနိုင်ငံလုံးကိုတနိုင်ငံလုံးကိုတတိတယောက်ပဲဆောက်ပေးလိုက်မယ်ဒုပမာပြည်မှာကဖုန်ကြီးရောင်းလေးရောင်းဆောက်ဖို့ကိုဟိုမှာ900တစောင်း90တရာနဲ့လိုက်ပြောရက်ွက်ပတ်ပြီးအလူခံပြီးတော့မှရောင်းမှတရာတွေနဲ့ရောင်းအောင်ဆောက်ရတာဒုနိုင်ငံကဒုလူမျိုးတွေကစင်းရဲတယ်အဲ့ဒီအတွက်အမျိုးဘာသာတာသနာကို9ပြား10ပြားစုပြီးစောင့်ရှောက်ကြတာ ဘသူ့ကိုမှလည်းမယုံပါဘူးလူမျိုးကိုဗုဒ္ဓဘာသာကသွားပြီးတော့ယုံပါလားမင်းတို့ကြားဘူးတယ်ဘယ်အခုရှာတော်ဖရာတွေမူဝီမှာဖြစ်တဲ့ကိဟာလားတဆန်ရနိုင်ငံတော်အစင်ကခွင့်ပြုတယ်ဆိုရင်မြည်သီးရမလို့လုံးလို့ရတယ်မင်းတို့နိုင်ငံတော်အစင်ကရန်ကုန်မြို့ယူအကုန်လုံးကိုဟာလားနိုင်ငံတော်အစိုးရကရန်ကုန်မြို့အကုန်လုံးကိုဗမာတွေဖဲမော်ဆလင်းတွေထားမယ်ဆိုလဲဒါနိုင်ငံတော်အစိုးရရဲ့လုတ်ပိုင်ခွင့်မလို့လုတ်တာမလို့ငါတို့ဖယ်ပြေးအောင်မှာ နိုင်ငံတော်အစိုးရကမြန်မာနိုင်ငံထဲမှာရှိနေတဲ့မွန်ဆလင်တွေဘလို့နေရမယ်ဘလို့တိုင်းမယ်ကိုနိုင်ငံကိုတိုင်းပြည်ကိုဘလို့ကောက်ွယ်ဆော့ဆော့မှာဆိုတော့နိုင်ငံတော်အစိုးရလုံးရင်အဲ့တိုင်းပဲသွားရမယ်အခုပြောကြတယ်ကိုမောင်တို့ဟောမှာပြောကြတယ်အဲဗမာနေပြည်တော်ကဖလီဆောက်တယ်မှာနိုင်ငံမှာငါတို့ဗမာနိုင်ငံမှာဘသူ့ကိုဗလီဆောက်လို့ပိတ်ပင်တာမရှိဘူးဒီနေရာမှာဗလီလာဆောက်လို့ပိတ်ပင်တာမရှိဘူးကျူးကျော်လို့သာပိတ်ပင်တာ ဘာမှမဟုတ်မြေကွက်ဝင်လိုက်တယ်လာပြီးတော့စောက်တယ်အစိုးရမသိအောင်လုပ်လိုက်တယ်ရက်ကွက်တန်းမှာရှိနေတဲ့ရက်ကွက်မှုယာယီမှုစိန်မှုတွေနဲ့ဥက္ကဋ္ဌတွေနဲ့ဟလာမျိုးနဲ့ထိုးတွေနဲ့ပေါင်းပြီးတော့ပစံပေးယူရက်ပြီးတော့ဗလီစောက်ပလိုက်တယ်နိုင်ငံတော်ဆင်းရမသိဘူးအဲ့တော့ဒီမှာကလည်းမျိုးလားမသိအောင်မသိအောင်ဘယ်လိုလဲအဲ့တော့ရက်ကွက်တွေရက်ကွက်တိုင်းမှာအိမ်တွေနှစ်ထပ်တိုက်တွေသုံးထပ်တိုက်တွေလေးထပ်တိုက်တွေတပြားမှနိုင်ငံတော်အခွန်မဆောင်ပဲစောက်နေတဲ့တိုက်တွေတပုံကြီးမင်းတို့ရန်ကုန်တတိုင်းလုံးကြီး ရန်ကုန်တတိုင်းလုံးမှာဒါမျိုးထဲမှာတော့မပြောဘူးကွာဟလာမျိုးပြင်ရက်ကွက်မျိုးတစ်တီတော်တော်များများကြီးလှိုင်းသာပါ냐မင်းတောက်လျှောက်ကွာဟုတ်လားအိမ်ကြီးကတိုက်တွေနှစ်ထပ်တိုက်တွေသုံးထပ်တိုက်တွေစောက်တယ်ဆယ်ပေလောက်စောက်တဲ့တိုက်ကိုမပြောဘူးတိုက်ဟဲပြီးတွေစောက်တယ်နိုင်ငံတော်ခွန်ဘက်ချက်ဆောင်တော်တာကြီးမရှိဘူးရှိတော့ရှိတယ်ရှားတယ်အချောင်ရအချောင်လုံးနေကြတာအဲ့တော့ ဲ့ဒီလိုမျိုးသားခွင့်ပြုလိုက်လို့အဲ့အောက်ပိုင်းလေးနေမှကြိတ်ပြီးစားကြပါစေဆိုပြီးခွင့်ပြုလိုက်အဲ့ဗလီတွေကလမ်းတလမ်းမှာတစောင်ပြက်လိုက်မယ်အဲ့တော့မဘာသာဆရာတော်ဖရာတွေကဘာလုပ်တယ်လဲဆိုရင်တရားမဝင်တဲ့ဟာတွေကိုဒါမဆောက်ဖို့အတွက်ပဲပြောတာနောင်လာနောင်သားတွေအတွက်ပြောပြတာဒီဆရာတော်တွေတည်သွားရင်ဘာမှမဖြစ်ဘူးပြီးသွားပြီဒီပြာတော်ဆောဒီဆရာတော်တွေကာကွယ်ဆောက်ရှောက်ခဲ့လို့ရှိရင်ဒီဗလီမှာတရားဝင်လည်းမဟုတ်ဘူး ဟာလာတရားဝင် လုတ်ပါတရားဝင်လုတ်ချင်တာလုတ်ရတယ်တရားမဝင်တဲ့ဟာကြမလုတ်ဖို့အတွက်ဘာသာရေးနဲ့ပတ်သက်လာတော့ပြဿနာကြီးကြီးထွားလာမှာဆိုတဲ့ဒေတာကန်နဲ့ပြဿနာကြီးကြီးထွားလာမှာဆိုတဲ့အတွက်မဟာဘာသာအမျိုးဘာသာတဏှာကိုစောက်ချောက်တဲ့ဆရာတော်ဖရာတွေကထိမ့်သိမ့်သိမ့်နဲ့လိုက်လို့ပြီးနေကြကြတော့မင်းကောမန်ထဲမှာလည်းငါရေးတတ်တာတွေ့တဲ့ဥရရသူတို့ပေါ့ဆရာတော်တို့နောက်တော့ဥဥဝိစိတ်တာလာပါလားဆဲရတာတွေပိုးစိုးပစက်တွေတွေ့ရတယ် ပြီးတော့ငါညီမင်းအကောင့်ထဲမှာငါဝယ်ကြည့်လိုက်တဲ့အကောင့်နဲ့အကုန်လုံးကိုနိုင်ကြည့်လိုက်တယ်မွတ်စလင်တွေကြီးပဲအပညာတော်လိုက်တာဉာဏ်ပညာကောင်းလိုက်တာဘာညာဘာကြောင့်မင်းတို့ပြောနေကြသလဲလို့ငါကြည့်လိုက်တော့အဲ့အကောင့်တွေဝင်ကြည့်အကုန်လုံးကမွတ်စလင်တွေများတယ်နိုင်ငံသားကနေတော့အကောင့်တွေကများတယ်မွတ်စလင်တွေများတယ်ရုပ်မပါတာတွေများတယ်ငါပဲတော်လိုက်တာပညာကြီးလိုက်တာဘာဖြစ်လိုက်ကြမလဲအော်သူတို့ကိုအော်အဲ့ဒါကြောင့်ကိုမင်းကအကောင့်ကိုပြောပြတယ်အခုကအရင်တော့မင်းတပ်တော့ဘက်ကိုပြောတဲ့ခါကျတော့အခုကျတော့အနီရောဘာနမဲအကုန်လုံးကို miss ပြန်လုပ်နေတယ် မက်ပြလုတ်တဲ့နေရာမှာဘာသာရေးနဲ့တော့မလုတ်ပါနဲ့เนาะငါတို့ဗုဒ္ဓဘာသာကဘယ်သူမှမတော်မစော်ကားပါဘူးမင်းတို့စော်ကားတာမြင်လို့လားစော်ကားတာမြင်လို့လားဒီပလီယာအာမင်းတို့ပြက်နေတယ်ပြက်နေတဲ့အတိုင်းကလုံးဝမပြင်းနဲ့လို့တော်ပြောတဲ့နေရာမျိုးရှိလားဘယ်သူမှမရှိကြဘူးเนาะဘယ်အစိုးရဆက်ဆက်မှမရှိကြဘူးသူကသူပြင်တယ်မေးတာငွေလို့တောက်ဆော့ပလီတွေကအထုံးယူတယ်တော်ပြီးတော့မှလည်းတန့်ရှင်းနေတာပဲဟမ်တန့်ရှင်းနေတာပဲ ဗမာနိုင်ငံမှာရှိတဲ့လူတွေကရွှေတပောင်ဖျားတက်ရင်တောင်မှဖနှက်ကိုကိုယ့်ဘက်ကိုကြွကြွိနဲ့ကင်ပြီးတက်တယ်။အဲ့ဒီမူဆလီတွေကအဲ့ဒီဗလီကြောင့်တက်ကြတဲ့အပေါ့ကမှဖနှက်လေးတွေအပ်ပြီးပတ်စံနေပြီးအတားတိလားအဲ့တော့မင်းင်းတို့က ဘလီတွေဟိုပဲငါတို့ကမသိရင်ပဲဟိုဟိုနေဖြစ်ထားတဲ့လို့ပုံစံမျိုးကြီးတွေပြောနေတာသူများဘာသာကောင်းတာလောက်တော့ကိုဒီဘက်ကဗုဒ္ဓဘာသာကမနာလို့မရှုစိတ်တွေဖြစ်ပြီးတော့ကိုယ့်ဘာသာကြတော့ခြံစည်းကသူများဘာသာကြတော့ခြံစည်းချိုးတယ်ဆိုတဲ့ပုံစံမျိုးတွေပြောနေတာဒါတွေကငါညီမင်းလဲဗုဒ္ဓဘာသာတော့မဟုတ်တော့ပါဘူးအရင်တော့ကငါမဲဟိုတိရကုဆရာတော်ဘုရားကြီးတို့မေဖူးတော်တို့အရှင်သာသာနန္ဒမာလာဘိဝေသာပါချုပ်ဆရာတော်ပဲဖူးတော်အော်ဒီကောင်လေးကတော့ဘာသာရေးတရားလေးနဲ့တော်တော်ယူကျိုးတဲ့ကလေးပဲဆိုပြောတာငါတော့မင်းကိုတန်ဖိုးထားပြီးချစ်ခင်နေသေးတာ ာတော်တော်ပညာရှိလေးပဲတော်တော်ခလေးတဲ့တော်လဲဆိုနော်အခုနောက်အခုကြတော့မင်းကတီးသက်ကိုဒီလိုတတ်ရှုပ်ပြီးတော့ဗုဒ္ဓဘာသာတဲ့ဝင်နေတတ်ရှုပ်ပြီးတော့မှတစ်ချက်ဟိုဘက်ကိုဘယ်အတကုံအခုစီးယုံနေတာဟိတော်တော်ပြင်းထန်နေတယ်ဒီချိန်ဒီကလာမှာမင်းစီယုံနေတာတော်တော်ပြင်းထန်တယ်အဒီချိန်ဒီကလာမှာပဲဟောဘက်ကဖင်ကန်ဒီဘက်ကနေပြီးတော့မှရခိုင်ဘက်ကိုတောက်ဆောက်တိုက်နေတယ်ရခိုင်ပြည်ဗမာငုံဆိုတဲ့စကံပုံစံမျိုးတောက်ဆောက်မင်းတို့ကဒီတွေကလည်းလော့ပေးတယ် ရခိုင်ကိုဘင်္ဂလားဒေ့ဘက်ကမျိုးပြီးတော့တက်ပြိုသွားလို့ရှိရင်ဗမာငိုလိမ့်မယ်ဆိုတဲ့ပုံစံဗမာငိုစရာအကြောင်းမရှိဘူးချက်ချင်းချွေမှာဒါရှင်းရင်းပဲပြောပြတာအဲဗမာဗုဒ္ဓဘာသာမှာကရှင်းရှင်းပြောလို့ရအရင်တော့လိုမျိုးဟဲ့အောင်တယ်လေဘင်းလေးတက်သွားပြီးငါဘာသာငါသာသနာတွေငါအသက်ကဘာမှမဖြစ်ဆိုတော့ပေးမဲ့သူတွေမရှိဘူးငါဘာသာငါသာသနာကိုအသက်နဲ့ရင်ပြီးကာကွယ်သွားမဲ့သူဆောက်ရှောက်သွားမဲ့သူဒီပဲရှိတော့လေအရင်တော့လောက်မယိုးတော့ဘူးเนาะဒါတော့အရင်တော့ကရဟန်းတွေကိုတတ်လိုက်တာမှအရောက်ရေ3000ကျော်ကိုဟဲ့လား ပိတကတိုက်တဲ့ထည့်ပြီးတော့ဖခင်ကြောက်ဝင်တဲ့ထည့်ပြီးတော့အိန္ဒိယမှာမိရှုတ်တက်ပြက်တာဒါတွေကိုမထည့်မှပြောမေးသိတယ်တမိုင်းကြောင်ရအောင်မေးကြိုက်တဲ့တမိုင်းကြောင်လာလိုက်မေး AI မှာမေးလိုက်လို့ချင်းမေးခုနှစ်ပေါင်းများစွာလည်းသိတယ်ဟုတ်လားသဘောပြပါလားအဲ့တော့မေးဒီလောက်နဲ့ပဲမေးအတန်တော့ break တော့မှာကွာဒါပေမဲ့သိဖို့ကိုပြောပြမယ်ဗုဒ္ဓဘာသာကဘယ်ဘာသာကိုမှသွားပြီးတော့မင်းတို့ဒီ ထုံတော့တာတို့မင်းတို့အစာအုပ်ပြုတ်ပြင်တာတို့မလုတ်ပါနဲ့မပြောတရားမဝင်တဲ့အဟာဒီတာနေမလုတ်ပါနဲ့လို့ဒါမဘာသာဆရာတော်ဖရာတွေအဲအနာမရှိတဲ့ပြည်သူတွေရမီရဖားတွေကပြောတာဖြစ်တယ်ဆိုတော့ငါကြီးသိစေချင်ပါလေလို့ကိုပိုင်ရဲကိုပြောနေအားလုံးကြားပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်အမျိုးဘာသာသာသာတည်တန်းဖို့ကမြန်မာနိုင်ငံသားတိုင်းကတာဝန်ရှိပါတယ်ကျွန်တော်ပြောတာဒီမွတ်စလင်တွေခေရှန်တွေဗုဒ္ဓတွေမဟုတ်ဘူးအမျိုးဘာသာသာသာဒီမွတ်စလင်နဲ့မွတ်စလင်တွေရော မိမိတို့အစ္စလမ်ဘာသာဆိုလဲအမျိုးဘာသာတာနာတီမြဲအောင်နိုင်ငံမပြတ်ကြီးမှခင်ဗျားတို့အမျိုးဘာသာတာနာတီမြဲမယ်အဲ့တော့အမျိုးဘာသာတီမြဲဖို့အတွက်ကနိုင်ငံထဲမှာမြန်မာနိုင်ငံထဲမှာရှိနေတဲ့မိသားစု135မျိုးဟာစုပေါင်းညီညာမျိုးမှာဖြည့်ရှင်းမှရမယ်အခုဒီလိုပဲလိုင်းပေါ်မှာအောင်ပြေကြော်ကြားနေတဲ့သူတွေကနိုင်ငံခြားနိုင်ငံပေါ်မှာငွေကြေးတွေရယူပြီးတော့မှအဲအထဲမှာရှိနေတဲ့မွတ်စလင်တွေနဲ့အပြင်မှာရှိနေတဲ့မွတ်စလင်တွေနဲ့ဂျန်တိုက်မယ်ပြီးတော့လို့ချင်းလို့ချင်းပေါင်းစည်းအောင်လုပ်ပြီးနိုင်ငံထဲကိုဆွဲတဲ့မယ်ဆိုရယ်အိုင်ဒီယာမျိုးတွေကိုကျွန်တော်အနေနဲ့တွေ့ရှိလာတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွေမှာရှိနေတဲ့မွတ်စလင်လူမျိုးတွေပဲဖြစ်ဖြစ်နော်ဒါကျွန်တော်တို့ဘာသာကြားလူမျိုးတွေပဲဖြစ်အားလုံးတတိတရားရှိကြပါအဲ့အဲ့လူပုဂ္ဂိုလ်၂ယောက်ပေါ့နော်တယောက်ကတော့ကိုဖင်လန်ကိုမမောင်ပေါ့နော်နောက်တစ်ယောက် ကတော့ဖြီရင်းရောင်လေးတယောက်ပေါ့ဒီကောင်လေးကတော့ဒါတော်တော်များများလူသိကြပါတယ်ဒီကောင်လေးဒီကမနေ့က29ရက်6လ2025နဲ့တက်လာတဲ့ဖိုင်လေးကိုဒါမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်သူလူထုလည်းအားလုံးသိရှိစေခြင်းနဲ့ အမျိုးဘာသာသနာကိုစောင့်ရှောက်နေတဲ့ရှင်ယဟန်များလည်းသိသိစေခြင်းနဲ့တိုင်းပြည်ရောဘလို့ဖြစ်နေပြီလဲဘလို့တွေပျက်စီးကုန်ပြီလဲဘလို့တွေစီးရုပ်ကုန်ပြီလဲအဲဗုဒ္ဓဘာသာကိုဘလို့အချိုးကျကျစတင်ဖြည့်ဆည်းနေပြီလဲဆိုတာဒါသိရှိဖို့အတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဓိကဒီအချိန်မှာဘာကြောင့်ဒီအရာတွေဖြစ်လာသလဲဆိုလို့ရှိရင်အရင်တော့သူတို့တွေကဒါတပ်မတော်ဘက်ကရက်တည်ပြီးတော့မှအထင်မော်တော်ကြားလာတဲ့သူတွေပဲဖြစ်တယ်အခုကတပ်မတော်ဘက်ကရက်တည်ပြီးတော့ထင်မော်တော်ကြားလာတဲ့သူတွေက မွတ်စလင်ဒီဘက်ဘာသာရေးဘက်ကို အတေးဖိလာတာကိုကျွန်တော်တို့ခုရက်တွေ့ရတယ်အဲ့တော့ကျွန်တော်သူပြောတဲ့အောင်စကားနားထောင်နေကျွန်တော်လေးကျွန်တော်တို့ရဲ့ရှင်လေးလုတ်ပေးပါမယ်အဓိကတော့အသိပညာမျှဝေခြင်းပါเนาะဒါလေးကျွန်တော်ဆက်ပြီးတော့ကြည့်ကြရအောင် ကိုယ့်ဘာသာကိုယ့်လူမျိုးကိုကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဆိုတော့ဘာသာဝင်တိုင်းရဲ့ဆန္ဒလူမျိုးတိုင်းဆန္ဒပါဒါပေမဲ့တခြားလူမျိုးတခြားဘာသာဝင်တွေကိုကြာရှုံးစေခြင်းနဲ့ဆွေးယုံစေခြင်းနဲ့ပျက်စီးစေခြင်းနဲ့ဆိုတော့အမှန်တမ်းမှယုံညံ့တဲ့စိတ်ထားပါကိုယ့်ခြံစည်းကိုကာရာကောင်းပါတခြားလူခြံစည်းကိုပျက်စီးခြင်းနဲ့ကတော့မကောင်းတဲ့စိတ်တွေဖြစ်သွားပါပြီကျွန်တော်ဒီမှာနိုင်ငံဟာတိုင်းသား135မျိုးရှိပါတယ်အထက်မှာမှအချင်းလူမျိုးစုတွေကချင်းလူမျိုးစုတွေဟာခရီးဘာသာဝင်အများစုကိုကိုယ်ကိုယ်ကိုယ်ကြပါတယ်ပြည်လူမျိုးဆိုလို့ရှိရင်တော့ခရီးဘာသာဝင်ဗုဒ္ဓဘာသာဝင်အယောဖြစ်ပါတယ် ီတော့ရင်ကျွန်တော်တို့တိုင်းသား135မြို့ထဲမှာခရီးရန်ဘာသာဝင်တိုင်းသားတွေရှိနေရဆိုတော့လည်းနားလည်ဖို့လိုပါတယ်နောက်တစ်ခုကကမန်တိုင်းသားဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိကမန်တိုင်းသားဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်အများစုကိုကိုယ်တိုင်းသားဖြစ်ပါတယ်ဒီကမန်တိုင်းသားတွေဟာ1882ဥပဒေရာပဲဖြစ်ဖြစ်ဒါမြန်မာနိုင်ငံသားတွေဖြစ်တဲ့တိုင်းရင်းသားတွေဖြစ်ပါတယ်။1924မတိုင်ခင်မြောက်ဦးခေတ်ကလေးရနေပြီးတော့မြန်မာနိုင်ငံကိုဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပြီးတော့ရခိုင်ဘရင်နိုင်ငံတော်ခေတ်ကလေးရနေပြီးတော့မှသူတို့ရခိုင်ဘရင်ရဲ့လေးပြည်တော်တွေအဖြစ်နဲ့ဝင်ရောက်ပြီးနေထိုင်ရင်းရနေပြီးတော့မှ လူကြီးဒုပလာတဲ့အခါမှာရံပြဲနဲ့မအောင်ကျွန်းနေမှာရခိုင်ဘင်းကနေရာချထားပြီးခဲ့တာဖြစ်ပါတယ်။ကမန်ဆိုတာကတော့ပါရှန်ဘာသာစကားနဲ့၄ဒီဒေါ်တွေဆိုတာအဓိပ္ပာယ်ဖြစ်ပါတယ်။ပါရှန်၄ဒီဒေါ်တွေကလည်းဆက်သက်လာတဲ့လူမျိုးဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံရဲ့135မြို့တိုင်းဒေသထဲမှာအစ္စလမ်ဘာသာဝင်တွေရှိတယ်။နောက်ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းသားခွင့်ရရှိတယ်လို့မျိုးနိုင်ငံသားခွင့်ရလည်းရှိပါတယ်နိုင်ငံသားခွင့်ရကျွန်တော်တို့မှာလွတ်လပ်စွာကိုယ်ပိုင်ယုံကြည်မှုတွေရှိရမယ်လွတ်လပ်စွာစီးပွားရှာခွင့်ရောင်းဝယ်ဖောက်ကောင်းခွင့်တွေရှိရပါမယ်ဒီနိုင်ငံဟာ တ်ပုံတွေရပြီးတဲ့ဒူတိုင်းရဲ့နိုင်ငံမှာဒါကတော့ငါနိုင်ငံမင်းနိုင်ငံမဟုတ်ဘူးလို့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အောက်မြန်မာနိုင်ငံမှာမှတ်တမ်းတွေအရဆိုလို့ရှိရင်ရှစ်စဖို့ဘီရင်ရှစ်စဖို့ဘီရင်မာကြီးလက်ထက်မှာရှိတဲ့မှတ်တမ်းအရဆိုရင်ဒါနိုင်ငံခြားသားတွေဒါဝင်ရောက်ပြီးတော့ဒါမှတ်တမ်းယူခဲ့တဲ့ခေတ်တွေပေါ့နော်။အဲလိုဆိုတော့မှဒီဒေတာကိုစီးပွားရေးကိုချုပ်ကန့်ထားတာဟာအိန္ဒိယတိုင်းရင်းသားတွေကဒီဘကိုးမျိုးရဲ့စီးပွားရေးကိုချုပ်ကန့်ထားတယ်ဆိုတော့အမှတ်တမ်းတွေရှိပါတယ်။နောက်တစ်ခုက အရင်အမေရိကရဲ့လက်ထက်မှာမွတ်စလင်အမြောက်တက်ဆိုတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကအမရဘူရာခေမင်းတို့မင်းခေမှာဆိုလို့ရှိရင်လည်းပလီဆောက်လုပ်ခဲ့တာရှိပြီးတော့အမရဘူရာခေမှာဆိုရင်စာဆိုတော့ဥနုဟာဒါအစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်နောက်ပြီးတော့အမရဘူရာခေရဲ့အကံမင်းခေမှာဆိုရင်မြို့ရဝံဘိုင်ဆက်နဲ့မြူစီမောင်ပိန်ဟာလည်းအစ္စလမ်ဘာသာဝင်လည်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာကလေးကနေပြီးတော့မှအစ္စလမ်ဘာသာဝင်တွေအများစုဟာဒီမြန်မာမင်းနေပြီးတော့နေမကအောင်အောက်မြန်မာပြည်မှာပြောင်းကျဲနေထိုင်နေတယ်ဆိုတော့အဖြစ်ရှိအောင်ဖြစ်ပါတယ် တောင်ရှိရ20နဲ့ဒီကောင်လေးကအစ္စလမ်ဘာသာဝင်ဒီမှာဗကဟိုမြန်မာမဲအဆက်ဆက်မှာအမှုတော်ထမ်းခဲ့တဲ့တယောက်နဲ့ယောက်ကိုဒီကောင်လေးတော်တော်ရှာသားတာပဲရှာပြီးတော့ပြောသားတာပဲဒါတွေကတော့ကျွန်တော် AI မှာလည်းမူဇလင်အကြောင်းနဲ့ညီမပဲဒါတွေလည်း AI မှာရှာလို့ရတယ်ညီမတမိုင်းဘိုင်ရပဲပဲမြန်စွာဖေးရတမိုင်းနဲ့ရှာလို့ရတယ်ဘယ်ဖေးရတမိုင်းပဲဖြစ် AI မှာဒါရှာလို့ရတယ်မသိလို့ချင်းမှန်ဒီမားဒီကတော့ဒါနည်းနည်းပါလွယ်ကောင်းလွယ်လိမ့်မယ်သာကျင်သိကျင်တဲ့ဆိုရင်ဒါရှာရိုက်ရှာလို့ရဒါမဲ့ဒီကောင်လေးပြောနေတဲ့ပုံစံရတော့ရှေ့အစက်အဆက်က ရှေ့ဆုံးပူပင်မှာပဲဖြစ်ဖြစ်ရှေ့ခေတ်အဆက်ဆက်ကတည်းကဒီမွတ်စလင်တွေကိုတည်တံ့သူဆွဲထုတ်ပြနေတာတမိုင်းဝင်မြန်မာတိုက်ထုတ်လာတဲ့သူရဲကောင်းကြီးသူလောကထုတ်ပြတာပြောရမှာမဟုတ်ဘူးเนาะမွတ်စလင်ဒီမွတ်စလင်นี่ရှေ့အဆက်ဆက်ကမင်းမှုထမ်းခဲ့တဲ့ဆိုတဲ့ဟာဒီဘက်သူထုတ်ပြနေတာသူကမွတ်စလင်ဘက်ကိုအတေးဆွဲခေါ်ပြီးတော့ပြောနေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်သူမွတ်စလင်လားပါလားတော့လည်းမသိဘူးကြာကျွန်တော်တို့ကမွတ်စလင်ရဲ့လို့မုန်းတာမဟုတ်ဘူး မစယ်လင်ရယ်လို့ပြောတာမဟုတ်ကျွန်တော်တို့ပြည်တွင်းထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားမွတ်စလင်လူမျိုးတွေရှိမယ်ဗျာအစ္စလမ်ဘာသာဝင်တွေလည်းလက်ခံတယ်မြန်မာနိုင်ငံထဲမှာရှိနေတဲ့မွတ်စလင်တွေအားလုံးကကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေချစ်ခင်လက်တွဲစွာနေလို့ရတယ်သို့တော့အခြားနိုင်ငံကနေပြီးတော့မှဝင်လာမဲ့ဗင်္ဂလီတွေမွတ်စလင်တွေကိုတော့ကျွန်တော်တို့လက်ခံလို့မရဘူးကျွန်တော်တို့တိုင်းပြည်ကိုဝါမျိုးသွားမှာကိုလက်ခံလို့မရဘူး မြန်မာပြည်ထဲမှာရှိနေတဲ့မွတ်စလင်နဲ့နိုင်ငံခြားကမွတ်စလင်နဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးကိုဝါဖြူဝါမယ်ဆိုရင်ကျွန်တော်လက်ခံလို့များအခုဥရောပမှာဒေါ်နယ်ထရန့်ကရိတ်မိသွားပြီဖြစ်တဲ့အတွက်ကုလသမဂ္ဂမှာအစည်းအဝေးမှာတန်းထားပြောတယ်ဥရောပနောက်တကားပွင့်နေပြီလို့ပြောတယ်ဟောယနေ့ဒီတိမ်မှာချက်ချင်းပဲမွတ်စလင်တွေဒုက္ခတဲ့အယောင်ဆောင်နေ10နှစ်အနည်း20အနည်း30နေတဲ့လူတွေစိတ်ဆက်ပြီးကိုယ့်နိုင်ငံကိုကိုပြန်လွတ်တော်မယ်သူတို့နိုင်ငံရဲ့အေးတန်းတာယာမှုကိုလာရောက်ဖြတ်စီတယ်သူတို့ နိုင်ငံရဲ့အေဂျင့်တရားမှုလာရောက်ဖြတ်ဆီးရဒီမိုဆလီတွေပဲပြီးနေရယူတယ်လွတ်တော်အမတ်တွေနေရာကြီးလုပ်တဲ့နေရာကောင်းတွေလည်းရတယ်သူတို့ရတော့ယူသွားတယ်အဲ့ဒီတော့အခုကဒေါ်နယ်ထရန့်ကတကဘာလုံးကိုမိမောင်းထိုးပြလိုက်ပြီဖြစ်တယ်။နောက်အဲ့တော့ဒီကောင်လေးကဘလို့ဖြစ်တာသူကပဲမွတ်စလင်မဲလားအနောက်နိုင်ငံတွေကပဲဘလို့ချိတ်ဆက်ထားလဲတော့လည်းကျွန်တော်တော့မသိဘူး။ ါမဲ့အရင်တော့ကတော့ဒီကောင်လေးဒါမျိုးတွေတိတ်ပြောတာမှချင်မှာအခုရက်ပိုင်းမှာခက်စိတ်စိတ်ပြောတာတော့ကျွန်တော်တွေ့လို့တရေထားမိတာဖြစ်တယ်။ဒါတိုင်းကြီးရဲ့အရင်နဲ့လိုအပ်လို့ဒါကျွန်တော်သူ့ရရှင်လုတ်ပြီးထုတ်ပြပြီးပြောဆိုတာဖြစ်တယ်။နော်ကျွန်တော်တို့ဆက်လက်နားထောင်ကြမှာသူပြောတဲ့မှတချောင်းလို့ကျွန်တော်နားထောင်တာခေအဆက်ဆက်ဘယင်းတွေလက်ထက်မှာမွဆလင်တွေအကြောင်းမဲ့လှုပ်ဆောင်သွားတာရှိတယ်။ခေဆက်ဆက်မြန်မာဘယင်းတွေမှာထမ်းဆောင်သွားတဲ့မြန်မာသူရဲကောင်းကြီးတွေကြောင့်သူပြောတာမဟုတ်မွဆလင်ကိုသူတိတိကျကျပြောနေတာကိုကျွန်တော်ကြားရတယ်။အခြားဘက်ကလည်းသူမပြောဘူး။ 不是我都昆山嘛，白把那把路在买掉，都没说嘞。我地段是越建西西标准的，老街道内的中单位的，街道都人个满满的，要不路太难了。他街道都搞么一比六压的，街道哪套地么？ 1924မှာအင်္ဂလိပ်ကအင်္ဂလိပ်ကရခိုင်ပြည်နဲ့တင်းဆိုင်ကမ်းရိုးတောင်တင်ပိုက်လိုက်တဲ့အကြောင်းမလို့ဒီဒေသနှစ်ခုကိုအိန္ဒိယနဲ့တဘောင်းပစိတဲ့အုပ်ချုပ်ခဲ့ပါတယ်နောက်ပိုင်းမှာအောက်မြန်မာပြည်ကိုတင်ပိုက်တဲ့မြန်မာပြည်ကိုတင်ပိုက်တဲ့အခါမျိုးမှာလည်းမြန်မာနိုင်ငံကိုအိန္ဒိယရဲ့ပြည်နယ်အဖြစ်နဲ့ထည့်သွင်းအုပ်ချုပ်ခဲ့တဲ့အကြောင်းမလို့အိန္ဒိယဒေသမှာရှိတဲ့ Gujarati, Tamil, Bengali, Sarsi တဲ့တိုင်းသားမျိုးစုံဟာမြန်မာနိုင်ငံကိုဝင်ရောက်ပြီးတော့နေထိုင်ခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်မြန်မာနိုင်ငံမှာပန်းချပီလူမျိုးစုလည်းရှားပါဘူးကိုရခါလူမျိုးစုရှင်လည်းအမှန်တမ်းမှာတိုင်းနဲ့ချီရှိပါတယ်တမီလူမျိုးစုလို့ရှင်လည်းတိုင်းနဲ့ချီရှိ ိပါတယ်။နည်းနည်းပါးပါးရှိတာမျိုးမဟုတ်ပါဘူး။တကယ်ကိုပမာဏတော်တော်များပါတယ်။အမှဆိုလို့ရှိရင်ကြေးရမှာရှိတဲ့တချို့တိုင်းရင်းသားလူမျိုးတွေထက် အရောင်လူမျိုးထက်နောက်ကယန်းလူမျိုးထက်နောက်ပြီးချင်းလူမျိုးတွေထက်များပြားတဲ့မျိုးတွေဖြစ်ပါတယ်။ကလားမတော်တော်ဥစားပေးနေတယ်။ဒီလူမျိုးတွေဟာကျွန်တော်ရန်ကုန်ရန်ကုန်နဲ့ဒီမြန်မာနိုင်ငံအနှံ့ပြားမှာနေထိုင်နေတယ်။ဘာလို့ချီနားမှာဆိုရင်ကော်ရခါရီအများကြီးနေထိုင်နေတယ်။မိုးကုန်းမှာဆိုရင်ကော်ရခါရီအများကြီးနေထိုင်နေတယ်။ဒီကလားနေရာတွေကဒီတိုင်းရွေးပြောနေတာ။တမီးလူမျိုးတွေအများကြီးနေထိုင်နေတယ်။ဒါကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ပြောတော့ဟာစင်နာအားဖြင့်အတိအမှတ်ပြုထားပေးတော့ညာလည်းပဲ ကျွန်တော်တို့ကခက်ကလာအကြာကြီးကိုဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ခုကြားမှာရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မြန်မာနိုင်ငံမှာခုချိန်မှာဆိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံကြီးဖြစ်ပါပြီဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာဟာမိုနီဖြစ်ဖို့လိုပါတယ်အချင်းချင်းအပြန်အလှန်လေးစားသမှုရှိဖို့လိုပါတယ်တရားနဲ့တရားနားလည်မှုရှိဖို့လိုပါတယ်ဒါကြောင့်ကိုယ်ဘာသာကိုယ်သနာကိုလွတ်လပ်စွာနဲ့တိုးပွားအောင်လုပ်ဖို့လိုတယ်တိုးတက်အောင်လုပ်ဖို့လိုပါတယ်ဥပဒေနဲ့ညီတဲ့အဆောက်အဦတွေတိဆောက်ခွင့်ပေးဖို့လိုတယ်မှာကိုယ်ဘုရားဘာသာစီဒီပထူရီရတော့ရှေးရ ောင်ဝင်းပြောင်ရှိနေပြီးတော့တခြားဘာသာဝင်တွေရဲ့အဆအဦးတွေကြတော့ကြိုးကျေပျက်စီးဘုံဘုံလဲမတက်ဖြစ်နေတာကြတော့လဲဒါတရားရဲ့သူပြောလို့อ่ะအဲ့တော့ဒီညီလေးကမြန်မာတွေးလာမြန်မာဗုဒ္ဓဘာသာကမွေးဖွားသလားပါလားတော့ကျွန်တော်မသိဘူးဒီကြားထဲမှာကျွန်တော်တစ်ဖိုင်ထပ်ပြပါမယ်ခဏလေးဒီညီလေးကိုပြေးလိုက်ပြီးတော့เนาะတော့ဘင်းသားလေးစစ်တက်ကပြီးတော့မီးရှို့ခဲ့တဲ့ဒါရခိုင်မျိုးနယ်စုဝင်ဗုဒ္ဓဘာသာဝင် မာရမာလူမျိုးတွေအိမ်များနဲ့ဈေးဆိုင်တွေကိုအခုလက်ရှိဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတယ်အကုန်စစ်တပ်ကဝင်ရောက်ဖျက်ဆီးရတယ်ဒါဗုဒ္ဓဘာသာဝင်နဲ့အိမ်ကြီးဗုဒ္ဓဘာသာဝင်အိမ်ကြီးက2012ခုနှစ်ကလည်းပဲထွန်းီး၎င်းပဲဒါပြိုချဖျက်ဆီးခဲ့တာတွေအများကြီးရှိခဲ့တယ်တေဖျားចောင်းဆောင်နော်အဖုံးကြီးចောင်း6ចောင်းနောက်တစ်ခါကျတော့အဲတိန်နှဆောင်ဒါတော်ចောင်းဖုံးကြီးចောင်းတចောင်းတိန်တဆောင်နောက်တစ်ခါကျတော့ငန်လူနေအိမ်ကြီးဗုဒ္ဓဘာသာအိမ်ကြီးဖျက်ဆီးခဲ့တာရှိတယ်ဗမာလူမျိုးတွေကဗမာဗုဒ္ဓဘာသာတွေက ဒီလိုမျိုးဖြတ်စည်းခဲ့တာကိုမြင်ဘူးသလားလို့ဒီညီကိုမေးကြည့်တယ်နော်နော်ဒါကဒီညီပြောတယ်ပြောတဲ့စကားပြီးဆက်ပြောမယ်ဒါဗုဒ္ဓဘာသာရဲ့အစော်အားခံမှုတည်တဲ့တစ်ခုပဲကျွန်တော်ပြတာဗုဒ္ဓဘာသာကသူများကိုစော်ကားနေတာလားဗုဒ္ဓဘာသာဝင်တွေကအစော်ကားခံနေရတာလားဆိုတာဒါဒီညီငယ်သိဖို့လိုတယ်တကယ်လို့ဒီညီငယ်ကအာအတရားပါသလားဆိုတဲ့ကိုဗုဒ္ဓဘာသာကြတော့ ငါရွှေရောင်တဝန်းနဲ့သူများဟိုဘာသာရဲ့ပလီဒီပါညာတွေကြတော့ဒါမိမ့်မိမ့်နဲ့ဆိုတော့တရားပါသလားဆိုတော့အဲ့တော့ကျိုးချင်းပြက်စီးနေတဲ့မင်းတို့ပလီတွေလည်းပြကြည့်ပါကျိုးချင်းပြက်စီးနေတဲ့ခက်ကကြောင်းတော်တွေလည်းပြကြည့်ပါခရိယန်တွေကတော့မြန်မာဘယ်နိုင်ငံမှာမဆိုအားလုံးနဲ့တင့်တယ်သူတို့ရဲ့ချက်ကြောင်းတွေဆိုဝင်မှာဆိုလို့ချင်းမြန်မာပဲပြည်ဘူးအားလာပါဆိုပြီးတော့မြန်မာတွေကိုယ်တော်မှမြန်မာမှမဟုတ်ဘူး ဘဲဘာသာဘုံသူအတင်းနဲ့အတင်းအသေးတန်ခေါ်တဲ့စီယုံနဲ့တိုင်းတိုင်းနဲ့ချက်ကြောင်းတွေဝင်ပြီးတော့မှဒါဝင်လို့ရတယ်မင်းတို့မွတ်စလင်นี่ပလီကြောင်းတွေကိုဝင်လို့ရသလားငါမင်းမယ်ပျက်စီးနေတဲ့ပလီကြောင်းတွေရှိသလားအစိုးရအဆက်ဆက်ကခွင့်ပြုပေးထားလာတဲ့အားတွေကိုဖြတ်သိမ်းနေဆိုတာကလုံးဝမရှိခဲ့ဘူးဖြတ်သိမ်းတာရှိခဲ့တာလည်းပဲပြဿနာဖြစ်တဲ့နေရာတိုင်းတာဖြတ်သိမ်းတာရခိုင်မှာ ါဂျာမေပတိဖြတ်သိမ်းရတယ်ဂျာမေပတိကိုခဏပိတ်ခိုင်းတာလေဘာကြောင့်ပိတ်ခိုင်းတာတလဲပြဿနာတွေသူတို့အချင်းချင်းဖြစ်ကြလို့ဟာလာအဲ့မှာရှိတဲ့ဘဂလီလူမျိုးကမဒိန်သွားခြင်းလို့မဒိန်ခြင်းပြီးတော့လူတပ်ပလိုက်လို့ဒီကောင်းတွေပတိပိတ်ရတယ်ဒီကောင်းတွေပတိရရတယ်ဆိုတာကဘာဖြစ်လဲလူတက်တယ်မဒိန်ခြင်းနဲ့အဲ့ဒီပြဿနာတွေကြောင့်အဲ့ပတိတွေအဲ့ထဲမှာအဆုဘွက်ဖြစ်တဲ့နေရာတွေအကုန်ရရတာကျန်တဲ့ရန်ကုန်မျိုးတွေနေရာတိုင်းမှာပတိတွေအများကြီးပဲမင်းတို့တာမွေတို့ဘာလို့မင်းတို့တည်နေပါလဲမင်းရန်ကုန်မှာနေတဲ့ကောင်လေးဆိုရင်နော် မဲတော့ဆိုပလီတွေမျိုးတွေသွားကြည့်တောက်တဲ့မဲ28လမ်းဝက်လမ်း30တို့ချွေပုံသားလမ်းတို့မှာမင်းတို့သွားကြည့်ပလီတွေပြည့်ကျက်တက်နေတာပဲလူရဲ့များရောမဖြည့်စင်းတဲ့အတခုမှမရှိနော်မွတ်စလင်လူမျိုးတွေလက်အောက်မှာမြန်မာလူမျိုးတွေလုံးလုံးနေတာမြန်မာနိုင်ငံတွေမှာရှိနေတဲ့လူမျိုးတွေပဲဖြစ်ဖြစ်နော်ဒါကျွန်တော်တို့ဘာသာကြားလူမျိုးတွေပဲဖြစ်အားလုံးသတိတရားရှိကြပါအတိတရားရှိကြပါတိုက်ပြီးမှအေးကြက်ကြက်နဲ့ပြောပြောရွှေနဲ့အဲတူရှင်တို့လက်တွဲသွားလာနိုင်ကြပါသေးလို့ဆုတောင်းနဲ့အားလုံးကျမ်းမာစေကြောင်းဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ